မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသော နေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရစေ။သာဝရပြာထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါရစေ။ဒီမနက်မှာဂျေဇုတော်အဖြစ်ကျွန်တော်နဲ့တူနှုတ်ခတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဇာလံကျခန်းကြီး30အပိုင်းငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေ။မတရားသောသူသည် မာနစိတ်ရှိ၍စင်ရဲသောသူကိုနှင်းဆဲတတ်ပါ၏။မိမိပြုသောပြည့်ရဲ့အဖြစ် ထိုသူကိုဖန်စီတတ်ပါ၏ဒီခန်းကြီး30ကိုကြည့်တဲ့အခါမှာမတရားသောသူတွေနဲ့ပတ်သက်တဲ့သူတို့ရဲ့ဉာဏ်လက္ခဏာတွေကိုဖော်ပြထားတာတွေ့ရပါတယ်မတရားသောသူက တနည်းအားဖြင့်ပြောရရင်တရားမရှိသောသူတို့ပြောလို့ရပါတယ်ဘုရားတရားရှိတဲ့သူကို ဆိုလိုတာမဟုတ်ပါဘူးတရားမရှိတဲ့သူတွေရဲ့အသက်တာမှာမာနကကြီးစိုးတယ်ဆိုတာကိုတွေ့နိုင်ပါလိမ့်မယ် ဲ့တော့သူ့ရဲ့အသက်တာမှာကြည့်တဲ့အခါမှာမမာနရှိတဲ့အတွက်စင်ရဲသောသူတွေကိုနှင်းဆဲတက်တယ်လို့ပြောပါတယ်ပြီးတဲ့အခါသူဟာမိမိစိတ်အလိုမှာဝါကြွားတက်တယ်လို့ဆက်ပြီးဖော်ပြတာတွေ့ရပါတယ်လောဘကြီးတယ်လို့လည်းကျမ်းစာက ဖော်ပြတာကို တွေ့ရပါတယ်နောက်ပြီးတော့မတရားတဲ့သူကဖယားသခင်မရှိဘူးလို့အမြဲစဉ်းစားတက်တယ်လို့ပါရှိပါတယ်နောက်ပြီးတော့မှဖယားမရှိဘူးလို့သူက ယုံကြည်လက်ခံတဲ့အတွက်ဖះမကြိုက်တဲ့အရာတွေကိုသူကကြင်ကြံပြုမှုတယ်သူ့ကိုတရားစီရင်မဲ့သူမရှိဘူးသူဖြစ်သူခံမယ်ဆိုတဲ့သဘောမျိုးပြုတ်တက်တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်မလို့သူ့ရဲ့ပုံစံကမထီမဲ့မြင်ပြုတ်တက်တဲ့လက္ခဏာပေါ်လွင်နေလို့တမချန်းစာကဆက်လက်ပြီးဖော်ပြတာတွေ့ရပါတယ်ပြီးတော့သူကခိုင်မာစွာဘယ်လိုပြောပြန်လဲဆိုတော့ ငါဘယ်တော့မှစင်းရဲမှာမဟုတ်ဘူးလို့လဲအောက်မိပြန်တယ်လို့တွေ့ရပါတယ်သူရဲ့နှုတ်ကပြောတဲ့စကားတွေကလည်းချိန်ဆတဲ့စကားတွေလိန်လေလှဲ့စားတဲ့စကားတွေသူတို့ဘာကိုရှုံချတဲ့စကားတွေမကောင်းတဲ့အကြံအစီကိုအမြဲတမ်းပြောတတ်တဲ့ရှာရှိတယ်လို့တမချန်းစာမှာဖော်ပြတာတွေ့ရပါတယ်ပြီးတော့အပြစ်မရှိတဲ့သူကိုလည်းတတ်တတ်တယ်စင်းရဲသားတွေကိုလည်းချောင်းမြောင်းတတ်တယ်လို့လည်းပါရှိပါတယ်အထူးသဖြင့်သူ့ရဲ့ ပြုတ်မှုကြည့်တဲ့အခါမှာဇင်းရဲသောသူတွေအပေါ်မှာမကောင်းကြံတက်တဲ့သူဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ဒီလိုမျိုးသူကမကောင်းတာတွေလုပ်ပေမဲ့ဘုရားသခင်က သူ့ကိုမြင်မှာမဟုတ်ဘူးလို့တော့မှသူကခိုင်မာစွာပြောတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်မလို့ဒီလိုမတရားတဲ့သူတွေကိုဘုရားသခင်စီရင်ပါဆိုပြီးတော့မှဒီစာလံအခန်းကြီး30မှာဖော်ပြထားတာတွေ့ရပါတယ်။ချစ်တော်မိဘကြီးကိုမောင်မတော်တို့ကျွန်တော်ရဲ့အသက်တာမှာလည်းပဲ မတရားသောသူတနည်းအားဖြင့်တရားမရှိသောသူကဲ့သို့မနေဖို့လိုအပ်ပါれ။ဒါဆိုရင်ကိုကိုကိုတရားရှိတယ်လို့ခံယူရဆိုရင်တော့ဖယားကိုတည်ရမှာဖြစ်ပါれ။ဒါရင်မကမာနနဲ့ကင်းပြီးနှိမ့်ချတဲ့သဘောရှိရမှာဖြစ်ပါれ။စေရဲသားတွေကိုတနာသောစိတ်နဲ့ဖေးမကူညီရမှာဖြစ်ပါれ။မူတာကင်းတဲ့နှုတ်မျိုးရှိဖို့လိုပါれ။ဘာပဲလို့လို့ဖယားသခင်ရှိနေတယ်မြင်နေတယ်ဆိုတာကိုသိပြီးမှ ဒုစီရဲ့အမှုကိုရှောင်တက်ဖို့အင်မတန်အရေးကြီးပါတယ်။ချစ်တော်မိဘညီကိုမောင်မတို့တရားရှိတဲ့သူကတော့တရားအတိုင်းမိမိရဲ့စိတ်အလိုကိုမလိုက်ဘဲမိမိရဲ့သဘောဆန္ဒနောက်ကိုမလိုက်ဘဲဘုရားရဲ့သဘောဆန္ဒနောက်ဘုရားရဲ့ဆုံးမတော်တင်မှုနောက်ကိုသာလိုက်မှာဖြစ်တယ်ဆိုတာကို သိရှိနားလည်သိချင်ပါတယ်။ချစ်တော်မိဘညီကိုမောင်မတို့မတရားသောသူမဖြစ်ဘဲတရားသောသူဖြစ်ဖို့ရအတွက်ဘုရားသခင်အလိုတော်ရှိပါတယ်။ ဘုရားသခင်ကမတရားတဲ့သူကိုတော့ဖျက်ဆီးမှာဖြစ်ပါတယ်တရားသောသူကိုတော့ဘုရားသခင်ကချီးမြှောက်မှာဖြစ်တယ်ဆိုတာကိုဒီကနေ့ဇာလံ30အဖြစ်ခွန်အားယူဖြစ်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဘုရားကိုရောကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ကိုရောရဲ့အလိုတော်ကိုသိရတယ်မတရားသောသူတွေရဲ့လက္ခဏာတွေကိုသိရတယ်ကျွန်တော်ရဲ့တက်တာမှာတရားရှိသောသူဖြစ်စေလျက် အလိုတော်ကိုစောင့်နိုင်ဖို့မဆာတော်မူပါယေရှုတင်တဲ့ဖဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောရဲ့အလိအလာအကြံစီတော်နဲ့အညီဆက်လက်ပို့ဆောင်ပါမိအကြောင်းခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးနဲ့ပတ်ရစ်ပါမိအကြောင်းတဏိတာကိုဆက်ကတ်တဲ့အခါမှာတပိုက်တော်သားတော်တကယ်ရှုခရစ်တော်နာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်